ဘိုးမင်းခေါင်ကိုကိုွယ်ကောင်းပါတလားဖေယဘယ်လိုစွန့်ပြေးရမလဲဖေယသူ့အစွမ်းတွေနဲ့တိုက်ခိုက်ခံရမှာကြောက်လို့ပါတဲ့လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကဝိဇ္ဇာတွေကိုကိုကိုွယ်ကောင်းပါတလားဆိုတဲ့မိခွန်းကိုဖြေလိုက်တဲ့အတွက်ဘ ഹു တုဒအမြင်အာယုံ ချွတ်တဲ့နေတဲ့လူတချို့ကဥစဉ်ကိုဝိုင်းပြီးတိုက်ခိုက်ကြပါတယ်အခုလဲပဲဒီမေးခွန်းကိုတည်တည်ချာချာဖတ်စီခြင်းပါတယ်။သူမေးထားတာက ကိုးကွယ်ကောင်းပါသလားလို့မေးတာဖြစ်ပါတယ်။ရှီခိုးကောင်းပါသလားလို့မေးတာမဟုတ်ပါဘူး။ကိုးကွယ်တယ်ဆိုတာကအစိုးအမတွေကိုကြင့်ကြံလိုက်နာပြီးတန်တရာဝစ်စင်းရဲကလုံမြောက်ဖို့ဖြစ်ပါတယ်။ရှီခိုးတယ်ဆိုတာကမိမိထက်အသက်သိခါကြီးမားတဲ့အတွက်ဃာရဝပြုတဲ့သဘောသာဖြစ်ပါတယ်။ဒါကြောင့်ဘူမင်းကောင်ကိုကိုးကွယ်ကောင်းပါသလားဆိုရင်ဘုမင်းကောင်ဒီတန်တရာဝိစင်းရကလွမြောက်ရလွမြောက်ကြောင်ဖြစ်တဲ့အကျင့်တရားတွေကို တတ္တဝါတွေကောင်းကျိုးဖြစ်ဖို့အတွက်ဟောပြောညွှန်ပြခြင်းမရှိသလိုသူကိုယ်တိုင်လည်းပဲတန်ត្រာဝိစင်းရဲကမလွတ်မြောက်သေးတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ယရနာ၃ပါးနဲ့ဓာန်တူထားပြီးတော့မကိုးကွယ်ကောင်းပါဘူးအတ္တသိခါဂုံဝါကြီးမားတဲ့အတွက်ဃာရဝပြုတဲ့အနေနဲ့ရှ िख ိုးတာကတော့ရှ िख ိုးကောင်းပါတယ်ဘယ်လိုစွန့်ပြစ်ရမလဲဆိုရင်တော့စွန့်ပြစ်တာမစွန့်ပြစ်တာကမိမိရဲ့အပိုင်းဖြစ်ပါတယ်ဥစဉ်ကတော့ဘယ်လိုစွန့်ပါညာလိုစွန့်ပါတော့မပြောလိုပါဘူးစွန့်ပြစ်လိုက်လို့ ဆိုးကျိုးဖြစ်ခြင်းမဖြစ်ခြင်းဟာမိမိရဲ့ဥပါဒံအစွဲနဲ့ပဲဆိုင်ပါတယ်။နားလေသဘောပေါက်ပါစီနော်။အဝိစာအပေါ်ဝိစာရှိတယ်ကွာ။ဒီတကာကရွှေရင်ကျော်ဂိုင်းဝင်ထားတဲ့တကာဖြစ်ပါတယ်။သူ့ရဲ့အကောက်ထဲမှာလည်းဥစဉ်ကို တိုက်ခိုက်ထားတာ တွေ့ပါတယ်။ဥစဉ်ကတော့ဖះရှင်ရဲ့သားတော်ဖြစ်တဲ့အတွက်ဘသူ့ကိုမှမတိုက်ခိုက်ပါဘူး။ဓမ္မဝိနည်းနဲ့အညီပြန်ပြီးတော့ဖြည့်ရှင်းပေးပါတယ်။ အရင်ဆုံးတကားပြင်ရမယ့်အချက်ရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်စာအရေးအသားဖြစ်ပါတယ်တကားရေးထားတာကဝလုံးတင်တတဝိစလုံးရေးချစာဝိစာတဲ့မှားနေပါတယ်เนาะဝိစာဆိုတာဝလုံးကြီးတင်ဇာခွဲနှလုံးစင်ရေးချမှဝိစာဖြစ်တာပါဒါကြောင့်စာအရေးအသားကိုအရင်ဆုံးပြင်လိုက်ပါဦးဝိစာကအရိယာဝိစာလောကီဝိစာဂန္ဓာရီဝိစာမန္တန်ဝိစာ ဝေဒဝိဇ္ဇာဆိုပြီးဝိဇ္ဇာ၅မျိုးရှိပါတယ်အဲ့ဒီဝိဇ္ဇာ၅မျိုးထဲမှာသာသနာတော်အတွင်းဓမ္မတဟုရအောင် ကျင့်ကြံအားထုတ်နေတဲ့အရိယဝိဇ္ဇာမှလွဲသွားရင်ကြံတဲ့လောကီဝိဇ္ဇာဂန္ဓာရီဝိဇ္ဇာမန္တန်ဝိဇ္ဇာဝေဒဝိဇ္ဇာဆိုတဲ့ဝိဇ္ဇာတွေဟာအပြည့်များတဲ့ပုထုဇဉ်တွေဖြစ်တာကြောင့်မကိုးကွယ်ထိုက်ပါဘူးတရားတော်တို့ပြောနေတဲ့ဝိဇ္ဇာဝိဇ္ဇာဆိုတာတွေဟာ အခုပြောနေတဲ့လောကီဝိဇ္ဇာဂန္ဓာရီဝိဇ္ဇာမန္တန်ဝိဇ္ဇာ ဝိဒဝိဇ္ဇာတွေပဲဖြစ်ပါတယ်เนาะအဲ့ဒီလိုကိလေသာထူပြောတဲ့ဝိဇ္ဇာတွေကိုကိုးကွယ်ဖို့မဆိုထားနဲ့